အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမောင်နှင်းပန်းရေးသားတဲ့လှဲဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။လှဲကြားတော့လဲကြားခဲ့ပါပြီ။တိတိကျကျဆိုရရင် ခုအဖြစ်ပြက်ကလေးဟာနှစ်ပေါင်းအစိတ်ကြောကြောလောက်တော့ရှိရောပေါ့။ပုံမြင်တပုတ်ဆိုရင်တော့ဟိုးရှိရှိတုန်းကလို့ဆိုနိုင်တဲ့အနေထားကို မရေတရေချောင်းကြည့်လို့ရပြီဆိုပါတော့။အဲ့ဒီတုန်းကမြို့ကလေးတစ်မြို့ရှိတယ်။ အဲ့ဒီမျိုးကလေးမှာရက်ွက်ကလေးတစ်ခုလည်းရှိတယ်လို့ဆိုနိုင်ပါတယ်ကိုစိန်တွဲဆိုတာအဲ့ဒီရက်ွက်ကလေးရဲ့စီးပွားရေးဈေးကွက်ကိုကြည်ကြည်ညံ့ညံ့သိနေသူလို့ဆိုကြတယ်အရင်ကတော့သူ့လိုကိုယ်လိုထူမခြားနာပါပဲနောက်ပိုင်းကျတော့နည်းနည်းလေးချောင်လဲလာတယ်အခုဆိုရင် တရက်ကွက်လုံးမှာရှိတဲ့စီးပွားရေးတောင့်တင်းသူတွေစရင်ထဲမှာတောင်းပါလာပြီလို့အတွင်းသိသူတွေက ဆိုကြတယ်တာမန်လက်လုံလက်စားဘွားကနေ့ ကိုစိန်တွဲတို့ကန်ထလာပုံကိုလည်းကြည့်အောင်ဘယ်ကနေဘယ်လိုအဆက်အသွယ်ရသွားတယ်မဆိုနိုင်ဘူးမြို့ကလေးရဲ့အစွန်မှာရှိတဲ့လေရင်ကွင်းကစွန့်ပစ်ပစ္စည်းတွေကိုလေလံရလာတယ်စွန့်ပစ်ပစ္စည်းဆိုတာအခြားမဟုတ်ဘူးလေရင်ကွင်းရဲ့ပတ်ပတ်လည်မှာရှိတဲ့ဟိုတယ်တွေစားသောက်ဆိုင်တွေကနေစွန့်ပစ်လိုက်တဲ့ပစ္စည်းတွေကိုချိုးလိုတာအတိအကျပြောရရင် ကော်ဘူးတွေကော်ခွက်တွေကော်စွန်းတွေဆိုပါတော့အဲ့ဒီပစ္စည်းတွေအတွက်ကိုစိန်တွဲကမနဲ့လင်းနိုင်ဆိုရင် လက်တွန်းလက်တစ်ခုကို6ချက်မီအောင်တုံရင်ထွက်သွားရတဲ့သူ့အဆိုရတော့လေရင်ခွင်းကို3နာရီလောက်ကြာအောင်တွန်းရတယ်ဆိုပဲရောက်ပြီဆိုတာနဲ့ခုနဆိုင်တွေကိုတဆိုင်ဝင်တဆိုင်ထွက်လိုက်သိမ်းတော့တာပဲတခါတလေလေရင်တွေပေါ်ကစွန့်ပစ်ထားတဲ့ပစ္စည်းတွေတောင်ပါလာတတ်တာပေါ့အဲ့ဓာရီကိုပလတ်စတစ်အိတ်တွေနဲ့ဆုထည့်ပြီးလှဲပေါ်တင်တွန်းလာတော့တာပဲရက်ွက်ထဲကို10နာရီခွဲ17နာရီဆိုရင်ရောက်ပြီး ရက်ွက်ထဲကလူတွေကလည်းကိုစိန်တွဲရဲ့လက်ကြီးလမ်းထိပ်ကနေချိုးဝင်လာတာနဲ့တပြိုင်တည်းအ ਨੇ ဆုံးတော့လှုပ်လို့ရွရွဖြစ်လာကြတော့တာပဲတချို့မင်းကလေးတွေဆိုရင်အဲ့ဒီလက်ကြီးအိမ်ရောက်အောင်တောင်မဆောက်မဲအတင်းကာရောပြေးလိုက်လာကြတဲ့သူတွေတောင်ရှိတယ်ဒါဟာတနေ့တဲ့ကိစ္စမဟုတ်ဘူးနေ့စဉ်နေ့တိုင်းဒီအတိုင်းဖြတ်တန်းနေကြတလန်းလုံးရော တရက်ွက်လုံးပါရင်ပါနေကြကိစ္စသူ့လက်ကြီးကလည်းစိတ်ဝင်စားကြကိုအဲ့ဒီလက်ပေါ်မှာပါလာတဲ့အိတ်တွေထဲမှာ ပါရီပါလာမဲဆိုတာဘယ်သူမှအတက်သေးတာမဟုတ်ဘူး။ရုပ်စွာအဆုံးကိုစိန်တွဲကိုတိုင်တောင်မသိဘူး။အရင်ပါလာနေကြပစ္စည်းတွေကတော့ထုံးစံတိုင်း၊ကော်ဘူးတွေ၊ကော်ကွက်တွေ၊ကော်စွန်းတွေပါပဲ။တခါတလေဆိုရင်ထူးထူးခြားခြားကက်ဆက်တွေတောင်ပါလာတတ်တာ။အဲ့ဒီကက်ဆက်တွေကလည်းအဟောင်းတွေအပြက်တွေမဟုတ်ဘူး။ဓာတ်ခဲထည့်ပြီးဖွင့်မဲဆိုရင်နှစ်လသုံးလလောက်ကိုပျော့ပျော့ကလေးဖွင့်လို့ရနိုင်တဲ့အဟောင်းတွေ။ထားပါ။ ခုနလူတွေကအဲ့ဒီကက်ဆက်အထီတောင်စိတ်ဝင်စားနိုင်ကြတာမဟုတ်ဘူးအဓိကအနေနဲ့ဘာအစားအသောက်တွေပါလာမလဲဆိုတာတော့ပဲစိတ်ဝင်စားတာအဲ့ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဒီလူတွေစိတ်ဝင်စားတာမပြောနဲ့လေဥပမာကြက်သားဆိုတာသူခေတ္တခါနဲ့ကြည့်ရင်ဒီလူတွေအတွက်ကဗြဒတလန်တန်တလန်မဟုတ်လားမဖြစ်မနေတရားရောက်ကပေါ့ပေါ့တိုးလာလို့ဖြစ်ဖြစ်လူမမာတယောက်ကသွေးတောင်းလို့ပဲဖြစ်ဖြစ်ဈေးထဲမှာတွားရှာမိရင် ရှာရှာပါပါ တတဲလောက်စီမှာ အမြင့်ဆုံးစင်းနှုံးနဲ့ပန်းပန်နေတတ်တာမျိုးဒါတောင်လက်လက်ဆက်ဆက်ကြက်တန်တန်မဟုတ်ဘူးအ ਨੇ ဆုံးရေးနှစ်ချက်ခွဲသားလောက်တော့ဓာတ်ပြုတ်ပြီးသားပဲဒီတော့ဝဲသူအနေနဲ့ကျေနပ်နပ်မကျေနပ်နပ်အောင့်ဤပြီးလက်ခံကြရတာမဟုတ်လားနောက်တစ်ချက်ကဒီလိုတာမန်လက်လုံလက်စားပြန်ကြရက်ွက်လေးမှာရှိတဲ့သူတွေကကိုကျက်သားဆိုရင်ဘယ်ပကြီးရေးလို့မမီဖြစ်နေတာဟာဘယ်မှာလာဆမ်းမှာလဲ။ ဒါပေမဲ့ငငယ်ကလေးကဆင်းရဲခြင်းနဲ့လေပင်ဖက် ပေါင်းတင်းလာတဲ့ဒေလူတွေဟာအခုလိုကိုစိန်တွဲလေကြီးနဲ့အကြောင်းပါပြီးနောက်ပိုင်းမှာကျက်သားရဲ့ဂုံတိတ်ခါဟာလူတိုင်းမုံသွားရတဲ့ကုန်ပစ္စည်းဘဝကို အလိုလို ရာထူးကျသွားရတော့တာပေါ့ဒီလိုင်းကလေးထဲမှာမနေ့7နာရီခွဲ17နာရီရဲ့လူအစီကားဆုံးအရက်ကိုပြပါဆိုရင် ထုံးစံအတိုင်းကိုစိန်တွဲရဲ့အိမ်ရှိပေါ့ အဲ့ဒီချိန်အဲ့ဒီနေရာမှာအဲ့ဒီခေတ်ရဲ့လူဒန်းစားပေါင်းစုံကိုအသွင်တရံအမျိုးစုံနဲ့တွေ့ရလိမ့်မယ်။အထူးသဖြင့်အမျိုးသမီးတွေဆိုပါတော့အဲ့ဒီအမျိုးသမီးတွေထဲမှာဇပင်ဖွာလန်ကျဲနဲ့ကပိုကယိုမိမာတွေပါမယ်။အယောင်အသွေးမှုံမွဲ့မွဲ့နဲ့အိုမဲနိုင်ချင်းရုပ်တွေပါမယ်။တနကားရေကျဲမျက်နာမဲမဲပေါ်မှာရဲရဲထနေတဲ့နှကန်းချူချူတွေပါမယ်။နှာချေးချူလပြင်းနဲ့ခလေးတိုးလို့တွဲလောင်းတွေပါမယ်။နောက်ပြီးအလွယ်တကူရင်ရှားထားတဲ့သူတွေပါမယ်။ တချို့ကအထဲမှာရှိတဲ့ကျွေးကန်ဘောလီကိုတောင်မချွတ်နိုင်မဲရှင်ဘတ်ပေါ်လုံကြီးတန်းစီထားသူတွေဖက်နှက်မပါတဲ့သူတွေဘောင်းမီတို့တွေလုံကြီးတို့တွေဆိုတာမသိရင် performance ရင်တိုက်နေတယ်လို့မျိုးစုံမှစုံအဲ့ဒီအစုံအလင်မိမတွေကကိုစိန်တွဲရဲ့လဲပေါ်မှာပါလာတဲ့အစုံအလင်ပစ္စည်းတွေကိုဟိုဟာဖဲဒီဟာပြစ်နဲ့မြို့လေကောင်မှာဘေးတို့ရွေးနေကြတယ်လို့ထိုးဆွမှွေးနောက်တော်တာပဲ။ သူတို့လိုချင်တဲ့ပစ္စည်းကလေးတွေရပြီဆိုရင်ကိုစိန်တွဲရှိသွားပြရတယ်။အဲ့ဒီအခါလေးမိုင်နီနီလောင်လှဲတွန်းပြန်လာပြီးမော့မော့နဲ့အနားယူနေတဲ့ကိုစိန်တွဲကဟဲ့အေးတင် နင့်စွန်ကဘယ်နှချောင်းလဲ။ဆယ်ချောင်းကိုစိန်တွဲဆိုရင်ဇင်းနှုံးကိုအလွတ်ရနေပြီဖြစ်တဲ့ကိုစိန်တွဲကဘယ်၍ဘယ်များဆိုတာနဲ့ပြီးတယ်။ဒါဆိုရင်အေးတင်ဆိုတဲ့မိမက ကိုစိန်တွဲကိုဖြတ်ခနဲ့ကြောက်ခိုင်း အပေါ်အင်ဂျီမပါတဲ့လုံကြီးရင်ရှားတဲ့ကပတ်စံကိုကပြကရာထုတ်ပြီးရော့အင်ဆိုပေးလိုက်တာပဲဒါကိုကိုစိန်တွဲကနောက်ချင်ပြောင်းချင်သေးရင်တခါတလေနောက်လိုက်ပြောင်းလိုက်သေးတယ်ဟဲ့အေးတင်နင့်ပတ်စံကဘယ်ကနေထုတ်လိုက်လို့ဒီလောက်တောင်ပူနေရတာလဲဒီမှာငါလက်တောင်ကြက်တော့မယ်ဆိုတာမျိုးအဲ့ဒီခါကျန်တဲ့ပစ္စည်းရွေးသူတွေတဲကအတိတ်ပဲပေါက်သူတွေကဝါကနေဝိုင်းကြတာပေါ့။ဒါရင်မကသေးပဲကိုစိန်တွဲရဲ့စကားကိုတန်ယောင်လိုက်ပြီး အတိတ်ပဲနှစ်ခွထွက်မဲ့ဇကားတွေနဲ့တူဦးကိုတူစတဲ့နောက်တက်ကြသေးတယ်။အများစုကတော့အိမ်မှာတိုလီမိုလီ သုံးလို့ရနိုင်တဲ့ကော်ဘူးကလေးတွေကော်ကွက်ကလေးတွေကို အရှိုးအရှိုးယူသွားကြတာပေါ့။တချို့ကတော့ဘူးတွေခွက်တွေကိုရွေးတာမဟုတ်ဘူး။လေရင်တွေပေါ်မှာဟိုတယ်တွေမှာ ready made စားလို့ရအောင်ထည့်ပေးလိုက်တဲ့ဖော်ဘူးတွေထဲမှာဘာတွေပါလာမလဲ။ကြက်သားလား၊ဝက်သားလား။ဒါမှမဟုတ်ဘာသာမှန်မသိရပါပဲ။ အတော်အတန်စကောင်းတဲ့အစာတောက်တွေလားဆိုတာကိုရှာကြဖွေကြတာဖော်ဘူးထဲမှာပါလာသည်။အစာတောက်တွေက များသောအားဖြင့်တော့ထူးထူးခြားခြားမဟုတ်ဘူးကိမုံတွေပေါမုံတွေဘစ်ကွတ်တွေနဲ့ငါးတက်တာဘိုးတွေသာများတာပါတခါတလေအချိုရည်ဘိုးတွေနှုတ်ဘိုးတွေနောက်ပြီးမလိုင်ဘိုးတွေလည်းပါလာတတ်သေးတယ်အဲ့ဒီအပြင်ဟိုတယ်တွေစားတောက်ဆိုင်တွေကမလတ်ဆက်တော့လို့ထုတ်ပြစ်လိုက်တဲ့ကြက်တူကြက်စားတွေအသားတူအသားစားတွေလည်းပါလာတတ်သေးတယ် ဒါကြောင့်မိမတော်တော်များများဟာဈေးကိုတောင်းသွားမနေကြတော့ပဲကိုစိန်ထွဲရဲ့လှဲကိုသာစောင့်ဝင်နေကြတော့တာဈေးကလည်းတက်တာတာကိုကိုစိန်ထွဲစီကကြက်တူကြက်စာတစ်ဆယ်သားရဲ့ဈေးကတခြားငတ်တလောက်ငမြချင်းတို့ရဲ့ဈေးတွေထက်တောင်တက်တာနေသေးတာကိုနောက်ဆုံးဝယ်စရာပတ်စံမရှိလို့လက်ဗလာနဲ့သွားလဲကိုစိန်ထွဲကသူ့ရဲ့ဗလာစာအုပ်ခန့်နှံ့နှံ့လေးထဲမှာဘယ်သူဘယ်လောက်ဆိုပြီးဘောပြန်လေးနဲ့တိထားလိုက်တာပဲဒီတော့ရက်ွက်ကလေးနဲ့ကိုစိန်ထွဲလေက အစင်ကိုပြေးလို့ ဟာမိုနီကိုဖြင်းလို့ဒီမိမတွေပြန်သွားပြီလို့တအောင်လောက်ကြရင်လမ်းထဲကိုလှဲသား900ခြိတက်လာကြတယ်လို့လှဲတက်ကြီးတက်ခြိတက်လာကြတော့တာပဲဒီတကားလာတာကတရက်ကွက်လုံးမှရှိတဲ့နောက်ပြီးရွာနီးချုပ်ဆက်တွေမှရှိတဲ့ရေခဲချစ်လဲတွေလေအဲ့ဒီရေခဲချစ်လဲတွေက ခုနမိမတွေရွေးလို့ဆယ်လို့ရှုပ်ပွားကြံ့ရင်ခဲတဲ့ပလတ်စတစ်ဘူးကလေးတွေခွက်ကလေးတွေဇွန်းကလေးတွေကို ဖောက်တယ်လာယူကြတာ ရေခဲချစ်တယ်တွေကလည်းခင်းနဲ့အညီရင်ပေါင်တန်းလာပုံကဟိုးရုံးကလိုရေခဲချစ်အမုံလေးတွေကို လက်နှစ်ဖက်နဲ့ဖောက်ပအုပ်ကိုင်းပြီးရင်အောက်ခံနှုတ်စီခွက်ပေါ်တင် အလယ်မှာခွတ်တုတ်ကလေးထိုးရပြီးဒိုင်းငနေဒိုင်းငနေစောင့်ချလိုက်တဲ့ခင်မဟုတ်တော့ဘူးရေခဲချစ်ကိုကိုစိန်တွဲစီကဝင်လာတဲ့ပလတ်စတစ်ခွက်ကလေးတွေကိုချစ်တယ်ပြရင်ကြောက်ကြောကလေးလက်မလောက်မြေပဲမုံကလေးနဲ့နဲ့နဲ့နှုတ်စီခက်ကြဲကြဲကလေးဖြူပြီးထညက်ရီဆန်းလိုက်ရင် အမြင်မှာတင့်ပြီးဈေးပါနှင့်ကနေရလိုက်တာကိုအားလုံးပြေဆုံးမှာဇွန်ကလေးတက်ပေးလိုက်ရင်ဝန်စားသမျှကလေးတွေအားလုံးသဘောကျကျေနပ်စေတဲ့အနေထားဆိုတော့ကိုစိန်တွဲစီကခွက်ကလေးတွေဇွန်ကလေးတွေဟာရေခဲကြက်တဲ့တွေအတွက် customer တွေကိုဆွဲဆောင်စရာအကောင်းဆုံးပစ္စည်းတွေဖြစ်နေတော့တာပေါ့ဆုံလိုဂျင်တာကအဲ့ဒီလှဲတက်ကြီးတဲကလှဲတစည်းတိုင်းဟာ ရွယ်သူကလေးတွေကို အသေးချာထပ်ပြီးခွက်တရားစီလောက်လာဝဲကြတာဆိုတော့ကိုစိန်တွဲရဲ့ပစ္စည်းတွေဟာ အော်ဟစ်ခေါငင်ပြီးရောင်းနေကြမလို့ပဲပြိုက်ခနဲပြိုက်ခနဲကုန်တာပေါ့ဒီကြတဲ့အခက်မတင်လို့ကြိုးပဲ့သွားတဲ့ဇွန်ကလေးတွေခွက်ကလေးတွေအတွက်ကြတော့ညနေဆောင်ရင်အထန်းသမားတယောက်ကလည်းပုံမှန်လာနေကြဒါကြောင့်ပြောခဲ့ပါဘကောဒီရက်ွက်နဲ့ကိုစိန်တွဲလဲကဟာမိုနီဖြစ်နေပါတယ်လို့ထုံးစံအတိုင်းပဲအေးတင်ဆိုတဲ့မိမကကိုစိန်တွဲလဲဝင်လာတာနဲ့နောက်ကလိုက်လာနေကြတန်းနွယ်ဆိုတာကကြီးကြီးကျယ်ကျယ်သမား သူ့ယောက်ျားကကာသမားဆိုတော့ငွေစကြေးစကလေးနည်းနည်းရွှင်နေ။ဒါကြောင့်တန်တွေက ကိုစိန်တွဲရဲ့လှဲ့ကိုလှဲ့တောင်းကြည့်တာမဟုတ်ဘူး။ဒါပေမဲ့ဒီလဲမှာဝယ်နေကြသူတွေကိုတွေ့ရင်တော့တိုးတိုးတမျိုးကြကြက်တဖုံအမနာပပြောတတ်သူဆိုပါတော့။တခါတလေအီဒင်တို့ကထုံးစံတိုင်းဝယ်ချမ်းပြီးပြန်လာတဲ့အခါရင်းမှာ သူကလှန့်လန့်ပြီးနောက်တလူလူပြောင်းတလူလူနဲ့ရန်စားတတ်တယ်။သူရန်စပုံကအမေအီဒင်တို့ကအခုမှလှလို့ဝလို့ပါလားအေးဆိုတာမျိုး တန်းနွယ်စကားရဲ့အထိပ္ပယ်ကအခုလိုကိုစိန်တွဲရဲ့လှဲ့မှာဝဲချမ်းစားမှဝလာတာဆိုတဲ့သဘောမျိုးဆိုတာကိုသိပေမဲ့အိတ်တင်ပြန်မပြောဖြစ်တာများပါတယ်။တကယ်လို့အိတ်တင်အနေနဲ့တခုခုပြန်ပြောလိုက်ရင်နှစ်ယောက်စလုံးကဒေါသစိတ်ကိုအလွယ်တကူမထိန်းနိုင်ကြပုံနဲ့အကြီးအကျယ်ဖြစ်မှာကိုစိုးရိမ်ပြီးသီးခံနေတတ်တာမျိုးပါ။ဒါပေမဲ့တန်းနွယ်ကလည်းငကိုကလေးကမှပါဇက်ဖွာတတ်သူဆိုတော့ကိုစိန်တွဲစီမှာဝဲချမ်းနေတဲ့သူတွေကိုတွေ့ရင်သူ့ဝတိအတိုင်းငါတို့ကတော့တိတ်သွားပါစေ။ ဒါမျိုးဘယ်တော့မှမစားဘူးဆိုတဲ့စကားတွေဟာကြားရသူတွေအတွက်ကနားလို့ခံခဲ့မဟုတ်လားဖြစ်ချင်းလာတော့တနေ့မှအေဂျင်ကကိုစိန်တွဲရဲ့လှည့်ချဝင်လာတာနဲ့သူ့အကျင်တိုင်းနောက်ကလိုက်လာရောတန်းတွေကလည်းဘယ်စီကပဲလို့ပြန်လာတယ်မသိဘူးကိုစိန်တွဲအိမ်မှာဆုံကြရောအေဂျင်ကတော့သူ့ထုံးစံတိုင်းလှည့်ချပေါ်မှာရှောက်ပွေးတော့တာပေါ့အဲ့ဒီခါမှာပလတ်စတစ်အိတ်ကြီးကြီးတစ်လုံးတည်းကနေကက်ဆက်တစ်လုံးကဘွားကနေထွက်လာရောဒါကိုတွေ့လိုက်တော့အေဂျင်ကဝမ်းသာအားရနဲ့ကိုစိန်တွဲပဲလှည့်ပြီး ဒါဘလောက်လဲလို့လှမ်းမေးလိုက်တယ်။ဒါကိုတန်းတွဲကလည်းအဆကနေအဆုံးထီအောင်ကြည်နေတယ်။ကိုစိန်တွဲကတော့သူ့ပုံစံဟောင်းတိုင်းကလထိုင်ပေါ်မှာခက်ရော့ရော့မိထိုင်နေရင်ကနေတထောင်မဲ့ပေးလေဟာဆိုတော့တန်းတွဲအတော့ကိုစိတ်ဝင်စားသွားတယ်။တရုတ်ကလာတဲ့ကက်ဆက်ဆိုတာလည်းသိတယ်။အပြင်မှာဝယ်ရင်လေးငါးထောင်လောက်ပေးရမယ်ဆိုတာလည်းသိတယ်။ဒီတော့ပုထုဇဉ်ပြပြသူ့လဲလိုချင်လာတယ်။ဈေးကလည်းတက်တက်တာတာဆိုတော့သူ့ခြေလမ်းတွေကမခွာနိုင်အောင်ဖြစ်နေပြီ။ ဒီချိန်မှာအေးတင်ကဒါဆိုရင်ကိုစိန်တွဲရဲ့အရင်လက်ကြံချင်းနဲ့ပေါန့်ထလိုက်ပါကျမယူမယ်ဒီတော့ကိုစိန်တွဲကအတွန့်တက်တယ်ဟဲ့အေးတင်နင့်ဥစ္စာကအရင်လက်ကြံ900ကျော်ရှိသေးတယ်နော်ဒီချိန်မှာအခြေအနေကိုအကဲခတ်နေတဲ့တန်းတွေကဝင်ပြီးဒါဆိုရင်ကိုစိန်တွဲရဲ့ကျမကိုရောင်းပါကျမလက်ငင်းပေးပါမယ်လို့ဝင်ပြောလိုက်တယ်ရုတ်တရက်ဆက်ခနဲ့ငက်ကြည့်လာတဲ့အိတ်တင်ရဲ့မျက်နှာကိုမြင်လိုက်ရသူတွေအားလုံးဟာပွဲကြီးပွဲကောင်းတော့ကြည်ရတော့မယ်ဆိုတဲ့မျက်နှာမျိုးတွေနဲ့ အကဲခတ်နေကြတယ်။တချို့ကတော့ဟဲ့တန်းွဲ့နင်းကတခါတလေမှဒီကိုရောက်လာပြီးဝင်မနှောက်ရှက်ပါနဲ့ဟဲ့အေးတင်ခမဒါလေးကိုလိုချင်ရှာလွန်းလို့နေ့တိုင်းလာလာရှာနေတာပါဆိုပြီးမတိမသားဘေးတီးပေးကြတယ်။ဒီတော့တန်းွဲ့ကဘာဖြစ်လဲငါကလက်ငင်းပေးဝဲတာပဲဥစ္စာလို့ထပ်ပြီးစောတကတက်လိုက်တယ်။အဲ့ဒီခါမှာတခေါမဝင်မပြောသေးတဲ့အေးတင်ကကက်ဆက်ကလေးကိုဂိုင်းကနေခတ်တင်းတင်းခိုင်းရင်းတန်းွဲ့ဘက်ကိုအေးအေးဆေးဆေးရှောက်လာတယ်။ တန်းရွယ်အနာရောက်တော့ဘာမပြောညာမပြောနဲ့လက်ထဲကကက်ဆက်ကိုလွှဲပြီးအားရပါရရိုက်ချလိုက်တာရုတ်တရက်ဆိုတော့တန်းရွယ်လည်းမရှောင်နိုင်ပဲမြေပေါ်ကို ပုံကနေလဲကျသွားတယ်ကက်ဆက်ကလေးလည်းတရုတ်ပစ္စည်းပြီးပြီးဖွာကနေကြေသွားတယ်ပြီးတော့တန်းရွယ်ကချက်ချင်းဆိုသလိုမြေပေါ်ကနေလူလဲထလာပြီးပါဇက်နဲ့တိုက်ခိုက်တော်တာပဲကောင်မက သူ့များစားကျင်းစားကြံတွေစပြီးလူဘောင်းဝလို့လာခဲ့ကောင်မအေးတင်ကလည်းအားကြမခံပြန်ပက်တယ် ငါတို့ကတန်ရတန်ကြီးပိတ်စားတာဟဲ့နင့်လို့သခိုးမရမဟုတ်ဘူးဒီတခါတော့တန်တွေကဆက်ဆက်ခါရောအီတင်ကဘာမဆိုင်ညမဆိုင်ကားသမားဖြစ်တဲ့သူ့ယောက်ျားကိုတိုက်ခိုက်လာတာကိုဒီတော့တယောက်စပင်ကိုတယောက်ဆွဲပြီးမြေပေါ်မှာလုံးထွေးနေလိုက်ကြတာဘယ်သူမှဆွဲလို့မနိုင်အောင်ပဲနောက်ဆုံးလမ်းလူကြီးရောက်လာမှပဲကိုရှိန်တက်သွားကြတော့တယ်လမ်းလူကြီးကတော့ရုတ်မရောက်ငတ်မရောက်ရအောင်အတက်နိုင်ဆုံးဖြန့်ဖြေးတာပါပဲ။ ။ဆုံးဖြတ်ချက်ကတော့ကွဲသွားတဲ့ကက်ဆက်ဖိုးကိုအီတင်ကယောလိုက်ပေါ့။ဒါပေမဲ့လမ်းလူကြီးရဲ့ဆုံးဖြတ်ချက်ဟာအီတင်အတွက်မဟာဒုက္ခတွင်ဆုံးကြမဲ့ဂိမ်းမျိုး။ဒါကြောင့်ရုတ်တရက်ဘာလို့ရမှန်းမသိအောင်ထုတ်ပို့သွားတယ်။ပါလို့ရင်ကောင်းမလဲဆိုတဲ့အတွင်းနဲ့မျက်လုံးတစုံကိုဟိုတောင်းကန်ဒီတောင်းကပ်ပြီးအတက်နိုင်ဆုံးစူးစားကြည့်တယ်။ရုတ်တရက်ဆိုတော့ဘာဖြေးမှထွက်မလာဘူး။ဒီတော့အီတင်ကဖော်လန်ကျဲနေတဲ့သမင်ကိုလက်နှစ်ဖက်နဲ့နောက်ပြန်တတ်တယ်။ ဆက်ဖြင်းဖြင်းဖြစ်နေတဲ့မျက်နာပေါ်ကလက်သေးရအစင်းချောင်းတွေကိုလက်ဖြားကလေးနဲ့အသာတို့ဆိုင်ရင်ကိုစိန်တွဲကိုတောက်မှန်ရတော့တာပေါ့ဒါပေမဲ့အေးတင်ရဲ့တောက်မှန်တန်ကရန်ဖြစ်ထားလို့မောနေတဲ့လှိုက်တန်ရဲ့မပြေသေးတဲ့ဒေါသတန်ရဲ့ဆွက်နေတာကြောင့်မာတောင့်တောင့်ဖြစ်နေတာပေါ့ဒါကိုအတိပယ်ကောက်လွဲသွားတဲ့ကိုစိန်တွဲကသူ့ရဲ့သဘောထားကိုကျင်ညာတယ်ငါခက်ပြက်ပြက်ပဲပြောမယ်အေးတင်နင်ဒီကက်ဆက်ဖို့ကိုညနေမစောင်းနေနဲ့နေဆောင်လို့မှမရရင်တော့ငါအဆိုးမဆိုးနဲ့နော် တန်းတွေကတော့အချက်ချင်းဆိုသလိုဖူးယောင်ထလာတဲ့မျက်နာတစ်ချမ်းကိုမသိမသာဆန်းရင်ကြံတဲ့လက်တစ်ဖက်ကအေးတင်ကြောင်ပြဲသွားတဲ့အင်ဂျင်ကိုမသိမသာလိုက်ဆန်းနေတယ်။ကိုစိန်တွဲအင်ကပြန်လာပြီးကလေးကအေးတင်တယောက်လမ်းထဲကိုဝင်လာလိုက်ပြန်ထွက်သွားလိုက်နဲ့တစ်ချက်မှကိုကနာမငြိမ်သေးဘူး။မျက်နာပေါ်ကဒဏ်ရာဒဏ်ချက်တွေကိုတောင်ဂယုမဆိုင်နိုင်အားပဲပြရာခန့်နေတာပေါ့။ညနေဆောင်လို့ကိုစိန်တွဲရဲ့ငွေကိုပြန်မဆက်နိုင်ရင် သူ့ဒုက္ခရောက်မှာမဟုတ်လား။ တည်ကြတဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကဒီငွေကလေးလောက်တောင်ရအောင်မရှာနိုင်ရကောင်းလားဆိုပြီးကယူနာလိုလိုစေတနာစကားလိုလိုနဲ့ပြောကြဆိုကြအောင်ပါလေတည်ကြတဲ့သူ့ယောက်ျားကိုကလားပြန်လာလို့အเจ้าဆောင်သိရင်လဲစိတ်ကောင်းမှာမဟုတ်ဘူးဘာလို့ရမလဲဒီငွေတထောင်ကိုနေမဆောင်ငင်ရအောင်ဘလို့ရှာမလဲဆိုတဲ့စိုးရိမ်စိတ်တွေကအေးတင်ရဲ့အာယုံတစ်ခုလုံးကိုတိတိတသာသာလွှမ်းမိုးနေတယ် နောက်မှဒေါ်လာကြီးဆိုတဲ့မိမကြီးကိုဖြတ်ခနဲ့တတိယလိုက်တယ်။တတိယစိတ်နဲ့အတူသူ့ခြေလမ်းတွေကလည်းဒေါ်လာကြီးရဲ့အိမ်ဘက်ကိုဦးတည်လို့အေးတင်ကြားဘူးတလို့တော့ဒီမိမကြီးကအပေါင်ခံငွေရိုးပြီးနဲ့လူအသည့်အတော်များဆိုပဲ။ဒါပေမဲ့အေးတင်နေနဲ့တခါမှမဆက်ဆံဘူးသေးတော့ရပါမလားလို့လဲတွေးပုံမိတာ။ခက်တာကဒီလိုမှတော့မပြောရင် သူ့ကိုဘသူကကူညီမှာလဲလို့ဆက်စဉ်းစားမိချိန်မှာ အီတင်ရဲ့ခြေလှမ်းတွေကဒေါ်လာကြီးအိမ်ရှိကိုရောက်နေပြီငွေတထောင်အရေးနဲ့ပတ်သက်တဲ့အီတင်ရဲ့တောင်းပန်စကားတွေဟာပါဇက်ထဲကရှာတထောင်လောက်သာထွက်ချင်းထွက်လာမယ်ကလတိုင်ဘော်ကမိမကြီးကတော့တံပတ်ပေးထားတဲ့စက်ရုပ်တရုပ်လိုခေါင်းခါလေးပဲသူ့ရဲ့အတတ်နိုင်ဆုံးလိုက်ရုံးမှုကတော့တောင်းဝင်ခံမဲ့သူတအူအူဒါမှမဟုတ်အပောင်ပစ္စည်းတစ်ခုခုပါမှတဲ့အေးတင်ကတက်ပြင်းကိုဟင်းကနေမှုတ်ထုံရင်ပတ်ဝန်းကျင်ကိုတစ်ချက်ငဲ့ကြည့်တယ် အဖွားကြီးကတရားစောင့်လေတအုပ်ကိုအဖတ်မပြတ်ဘူး။ဒါကြောင့်ဒီနေရာမှာအချိန်ကုန်ခန်းနေလို့လဲအပူပဲလို့အစ်တင်တွက်လိုက်တယ်။သူထပြန်မဲ့အလုံးမှာမင်းကလေးတယောက်ကကြီးကြီးကြောင်ကြီးနဲ့အိမ်မော်တက်လာတယ်။ပြီးတော့ဒေါ်လာကြီးရှိအယောက်မှာကျွတ်ကျွတ်အိတ်ထဲကပြည့်စစ်တခုကိုဆွဲထုတ်နေတယ်။နောက်ပြီးတယောက်နဲ့တယောက်လေးပေးဖြောင်းနေလိုက်ကြတာ။အနားကအစ်တင်ကိုတစ်ချက်ကလေးတောင် ငင်ကြည့်ဖို့မရကြဘူး။ဒါကြောင့်အိုးတို့အန်တန်နဲ့ထိုင်ရကထားလိုက်ရတယ်။လူမြင်ကောင်းအောင်အဖွားကြီးကိုနှုတ်ဆက်တော့ ဖွားကြီးကလက်ထဲကစာအုပ်ကလေးကိုစပွဲပေါ်ပြစ်တင်ပြီးအိတ်တင်ကိုခေါင်းတစ်ချက်ဆက်ပြတယ်။သူတကားဝအရောက်မှာတော်လှကြီးပြောလိုက်တဲ့စကားတစ်ခုကိုဖြတ်ခင်းနေကြလိုက်တယ်။ပြီးမှ"အိုးကိုနဲ့မဆိုင်ပါဘူးလေ"လို့ဆုံးဖြတ်ရင်ထွက်လာလိုက်ရတယ်။လမ်းထိပ်မှာရှိတဲ့ဈေးကလေးနားရောက်တော့ကုတ်ကိုပင်ရိတ်တစ်ခုမှဝင်လာရင်စဉ်းစားနေမိတယ်။စိတ်ကလည်းပူလှပြီးငွေကလည်းမရနိုင်သေးဘူး။ မတော်တဆကိုစိန်တွေကရဲတွေဘာတွေများတိုက်လိုက်ရင်ဒုက္ခလို့လဲတွေးမိသေးတယ်။ဒါဆိုရင်အေဒင်အတွက်ကတမှုမဟုတ်ဘူးနှမှုရံဖြစ်မှုနဲ့ကက်ဆက်ဖို့မယောနိုင်တဲ့အမှုဒါဆိုရင်ဒါဆိုရင် သူဆက်မတွေးရတော့ဘူးမျက်နာမူရာရဲ့မလန်းမကန်းမှာဖွင့်ထားတဲ့အမိန်ရာဆိုတဲ့အပေါင်းဆိုင်ဆိုင်းဘုတ်ကလေးကိုအေဒင်ငေးကြည့်နေမိတယ်ဆိုင်ကလေးကိုကြည့်ရတာဖွင့်တာတိတ်မကြသေးဘူးလို့လည်းတတိထားမိတယ် ခါတိုင်းဈေးသွားနေတော့ကတော့ဒီနေရာမှာကွက်လက်ကြီးအခုဈေးမရောက်တာလဲအတော်ကြာဆိုတော့ဟုတ်မှာပေါ့လို့လဲတွေးမိတယ်။နောက်ဆုံးသူအကြံရတာကဒီဆိုင်မှာဘာပစ္စည်းပေါင်ရင်တထောင်ရမလဲပဲတတိယတော့တယ်။အတော်ကြီးကြာလာတော့မှတခုခုကိုတတိယတာနဲ့အိမ်ကို အပြေးလွှားပြန်လာခဲ့မိတယ်။အိမ်ရောက်တော့ညကအိပ်ပြီးဒီတိုင်းထားပစ်ခဲ့တဲ့ညထက်ထက်ချင်းတောင်လေးကို သူ့တေးသေးချာချာစိုက်ကြည့်နေမိတယ် ခြင်ထောင်ကလေးကတော့အိမ်ရဲ့ဝါဒန်တစ်ခုကို တွယ်လွယ်ခိုလို့ပေါ့ခြင်ထောင်ရဲ့အမိုးပေါ်မှာတန်းလန်းကြနေတဲ့ตาဖြစ်သူအောင်ထုရဲ့အင်းကြီးတစ်ထဲကိုလည်းတွေ့ရတယ်ပြီးတော့အာယုံထဲမှာကိုကလားကိုလည်းတတိယလိုက်မိပြန်တယ်သူ့အတွေ့မှာပေါ်လာတဲ့တော့ကစိတ်အတွက်ကိုကလားနဲ့ပြဿနာဖြစ်ရလဲခဏပေါ်လို့ဖော့တွေးလိုက်ရတယ်ပြီးတော့တောက်တစ်ချက်ကိုခက်ပြင်းပြင်းခောက်ရင်ခြင်ထောင်ကိုဆွဲဖြုတ်ချလိုက်မိတယ် အပြေးတစ်ပိုင်းနဲ့မောချီပန်းကြီးရောက်လာတဲ့အေးတင်ကိုအမိယာဆိုင်ကဆေးရဲမလေးကတအံ့တော်နဲ့ကြည်နေသေးတယ်။ပြီးတော့မှညထက်ထက်ပေတူတူအပြင်အပေါက်တွေကိုစက်ကူမှာထမဲလုံးကပ်ပြီးအလွယ်တကူဖားထားတဲ့တန်ရာတန်ချက်တွေကိုပြရင်ဆေးရဲမလေးကအေးတင်ကိုအတုံအာနာထက်ကြည့်တယ်။ပြီးတော့လက်သေးရာတွေနဲ့ဆင်မြန်းထားတဲ့ပားပြင်မောကအစင်းချောင်းနေကြောင်းဘယ်လိုအတိတ်ပဲပောက်သွားတယ်မသိဘူး။ဘယ်လောက်ယူမှလဲလို့လှမ်းမိတယ်။ဒီတော့မှ ရပါမလားလို့တထင်ထင်ဖြစ်နေတဲ့အေးတင်ကစိတ်နှလုံးကိုဒုံဒုံချပြီးခတ်တွတ်တွတ်ပြန်ဖြေလိုက်ရတယ်။တထစေးမလေးကလှစ်ခနဲ့တစ်ချက်ပြောရင်အမရဲ့ချင်းအောင်ကိုလည်းပြန်ကြည့်ပါဦး။တထောင်ဘယ်လိုလုပ်ရမလဲ။ဒီနေ့ကဆိုင်ဖွင့်စာနေမို့လက်ခံလိုက်တယ်နော်။900တော့ယူသွား။အေးတင်နည်းနည်းတွေ့ဝေသွားတယ်။ကိုစိန်တွဲကိုပေးရမှာကတထောင်ဆိုတော့ဘယ်လိုလုပ်ရင်ကောင်းမလဲ။ချင်အောင်ရဲ့အခြေအနေကလည်းတိထက်ပိုတောင်းလို့ရနိုင်မှာမဟုတ်တော့ဘူးဆိုတာကိုလည်းအေးတင်ကောင်းကောင်းသိတယ် ဒီတော့သူ့ကောင်းတဲ့ကနှုံနဲ့နဲ့အတိတရားလေးတွေနဲ့ဆင်ကျင်လိုက်ဝေခွဲလိုက်သုံးတက်လိုက်နဲ့နောက်ဆုံးတော့မထူတော့ဘူးဆိုပြီးကောင်းငိမ်ပြလိုက်ရတယ်။အပြန်လန်းဟာအေးတင်အတွဲဟာတိဟာတာနိုင်လွန်လာတယ်။လက်ထဲမှာကြက်ကြက်ပါအောင်ဆုပ်လာတဲ့ငွေ900ဟာလက်ရဲ့အပုံငွေကြောင့်ကျွန့်သွားမလားတောင်းစိုးရိမ်နေမိတယ်။လက်ထဲရောက်တော့အိမ်ကိုမဝင်သေးပဲကိုစိန်တွဲစီကိုတန်းလာခဲ့လိုက်တယ်။ကိုစိန်တွဲအိမ်ရှိအယောက်မှာတန်းတွေအရင်ရောက်နေနေတာကိုတွေ့တော့ ဖြင်းကနေဖြစ်သွားတဲ့ဒေါသကိုအနိုင်နိုင်ထင်းရင်တန်းຫນွေကိုခတ်မှမှလှမ်းကြည့်လိုက်မိတယ်။မျက်လုံးအဆုံမှာတန်းຫນွေမျက်နှာတစ်ဖက်လွှဲသွားတယ်။သူ့မျက်နှာတစ်ချမ်းလုံးရောင်ကန်ပြီးမျက်လုံးတစ်ဖက်တောင်ပိတ်လူလူဖြစ်နေတာကိုအေ့တင်သတိထားလိုက်မိတယ်။ပြီးတော့သူ့ကိုကြောက်ခိုင်းပြီးကိုစိန်တွဲအိမ်မော်ကိုတက်လာခဲ့လိုက်တယ်။ကိုစိန်တွဲကအိမ်ပေါ်မှာရှိတဲ့ကလထိုင်ပေါ်မှာအခန့်သားထိုင်ရင်း"အော်အေ့တင်လာလာထိုင်"ဆိုပြီးရှေ့ကခုံကိုမေးဆက်ပြလိုက်တယ်။ ။အေးတင်ကလည်းနည်းနည်းတော့အံ့အားတင်သွားတယ်။ကိုစိန်တွဲလေတန်းကနေခင်းကလိုမဟုတ်ပဲတိတိတသားပြောင်းသွားပြီလေ။ဒါကြောင့်အေးတင်လည်းထိုင်တောင်မထိုင်နိုင်သေးပဲ။ကိုစိန်တွဲရဲ့ကျမရှာမရလို့ပါအခုအသေးတန်ထွက်ရှာတာတော့ပဆန်က900ပဲရပါသေးတယ်ဒါကြောင့်ဒီပဆန်ကိုယူထားပြီးကိုကလားပြန်လာရင်ကျန်တာကိုကျမချက်ချင်းလာပေးပါမယ်အေးတင်ရဲ့တောက်မှန်တန်အဆုံးမှာကိုစိန်တွေကတစ်ချက်ပြုံးလိုက်ပြီးအိတ်ရှိမှရှိနေတဲ့တန်းတွေကိုလှန့်ခေါ်လိုက်တယ်တန်းတွေရေခဏဟဲ့ ကိုစိန်တွဲခေါ်တန်းကြောင့်တန်းနဲ့မျက်လုံးတစ်ဖက်ပိတ်ကြည့်နေအိမ်ပေါ်တက်လာတယ်။သူ့ကိုမြင်တော့အေးတင်ကတစ်ဖက်လှည့်ပြီးဖះเจ้าဆောင်ကိုငေးနေလိုက်တယ်။ကိုစိန်တွဲကဟဲ့အေးတင်တန်းနဲ့ကအခုလေးတင်လာပြောတယ်။နေခင်ကဖြစ်ခဲ့ကြတာမှာအတ္တိကကသူမကောင်းလို့ဖြစ်ရတာပါတဲ့။ဒီတော့ကြွက်သွားတဲ့ကက်ဆက်ဖိုးကအတွေ့သူလည်းတဝက်ရောပါမယ်တဲ့။အေးတင်ရဲ့နားထဲကိုတစိမ့်စိမ့်စီးနေတဲ့ကိုစိန်တွဲရဲ့စကားသံဟာအချုံမြိန်ဆုံးနဲ့အသားရဆုံးသောဂီတာသံပဲလေ။ ။နောက်ပြီးမရှိဆင်းရဲသားချင်းအတူတူမှကိုစီရှိနေကြတဲ့ကိုချင်းစာနာစိတ်ရဲ့အတိတ်နဲ့ကိုလည်းအေးတင်တွေ့လိုက်ရတယ်။ဒီချိန်မှာကိုစိန်တွဲရဲ့စကားသံဟာထန့်ထွက်လာတယ်။ကို့တလန်းသားတွေပဲဟဲ့ဂျင်းနဲ့လိုက်ပါဒီတော့အေးတင်က ရှင်တဲကနေတက်လိမ့်လိမ့်တက်လာတဲ့ဝမ်းသာရိပ်ကိုမြို့ချရင်တန်းရွယ်ဘက်ကိုမတိမတားငဲ့ကြည့်လိုက်တယ်။ပြီးတော့မှတက်ပြင်းမောတစ်ခုကိုမှုတ်ထော်ရင်ဒါဆိုရင်လည်းပြီးရော့ဒီမှာကျမပေးရမယ်တဝက် ဆိုပြီးသူ့စီပါလာတဲ့ငွေ900ကိုထုတ်ပေးတယ်။ကိုစိန်တွဲကအေးတင်ထုတ်ပေးလာတဲ့ပတ်စံလေးကိုစိုက်ကြည့်နေရကနေပြန်ယူသွားအေးတင်ငါမယူရပါဘူးဟဲ့။နင်တို့အိတ်တဲ့ချင်တော်လေးကိုတော့ပေါင်လာတာဆိုနင့်အရင်ဆင်းထဲမှာငါထည့်မှတ်ထားလိုက်ပါမယ်။နောက်အစဉ်ပြေတော့ပေးပေါ့။တဖြည်းဖြည်းပြုံးလာတဲ့အေးတင်ရဲ့အပြုံးတွေဟာစပင်တွေဖျော်ဖျဲလက်သေးရာတွေဘရဘွားကြားထဲမှာတောင်အတော့ကိုကြက်တည်ရှိသွားတယ်လို့မျိုး ပြီးတော့ဘသူကိုမှစကားထပ်မပြောနိုင်သေးပဲသူ့အိမ်ကိုအတင်းပြန်ပြေးတော့တာပဲအိမ်ရောက်တော့ကျောင်းကပြန်ရောက်နေနေတဲ့အောင်ထုကထမင်းတောင်စားပြီးနေပြီရုတ်တရက်အေးတင်ကိုမြင်တော့ထိတ်လန့်ကြနဲ့လှမ်းမိတယ်အမေမြင်တာဘာဖြစ်လာလဲအေးတင်ကဘာမှပြန်မပြောသေးပဲအောင်ထုကိုပြန်မေးလိုက်တယ်နင့်အဖေပြန်ရောက်ပြီလားအောင်ထုကောင်းခါအပြာမှာတော်ပါသေးရဲ့ဆိုပြီးရေချိုးအဝတ်စားလဲရင်ကိုကလားကိုစောင့်နေလိုက်တယ် နေဆောင်လို့ကိုကလားပြန်လာတော့ထုံစံတိုင်းအနံ့ကလေးကတော့တတင်တင်ပါပဲအိတ်တင်ကိုမြင်တော့နေ့မျက်နှာကဘာဖြစ်တာလဲအိတ်တင်လို့မေးပြန်ရောအိတ်တင်ကအဖေရခက်နေရကနေခပ်ပော့ပော့ဖြစ်အောင်ပြန်ပြောလိုက်ရတယ်အိမ်ဘောကနေဝိုင်းရထိုးလဲကြတာကိုကလားကအိတ်တင်ကိုခတ်တင်တင်စိုက်ကြည့်ပြီးဖြစ်ရမယ်လို့ဆိုတယ်ပြီးတော့ရေချိုးဖို့ပစိုးတထဲပခုံးမော်တင်ရင် ရေစီရှိရာကိုဆင်သွားတယ် အေဒင်လဲကိုကလာအလစ်မှာအင်ဂျီအိတ်ထဲကနေတွက်ခါကိုနှိုက်ယူပြီး ခုနာ900နဲ့ပေါင်းလို့အမိယစီကို ပြန်ပြေးလာရတယ်။စိတ်ထဲကလည်းမပိတ်ပါစေနဲ့ဆိုတဲ့ဆုတောင်းကိုမနာတမ်းရွတ်လို့တကယ်လို့ဆိုင်သာပိတ်သွားရင်ဒီညအတွက်ကဒုက္ခလေအခက်မသိရင်လင်မယားချန်နောက်တစ်ခါနှောင်းချင်းချရအောင်မှာမဟုတ်လားလမ်းထိပ်ရောက်တော့ဆိုင်ပွင့်ရတာလေးမြင်လိုက်ရတာနဲ့တင်အေဒင်ဝမ်းသာလှပြီးပြီးတော့မြန်နှုံးမြင့်ခြေလမ်းတွင်နဲ့ဆိုင်ထဲကိုဝင်သွားလိုက်တယ် အထက်မှာမိတောင်ထောင်းနေပြီ။စည်ရီးမလေးကအေးတင်ကိုမြင်တော့တန့်အန်တော်နဲ့ဘာဖြစ်လို့လဲအမဆိုပြီးစီမိတယ်။အေးတင်ကရင်ပတ်ထဲထည့်လာတဲ့ပေါချာစာရွက်ကလေးကိုထုတ်ပြီးကောင်မလေးကိုလှမ်းပေးလိုက်တယ်။ကောင်မလေးကအေးတင်ကိုကြည့်ပြီးပြန်ရွေးတော့မလို့လား။ပြန်ရွေးရမှာပေါ့ညီမရဲ့မရွေးရင်ဒီညဒုမီသားဆိုဘာနဲ့အိပ်ရမှာလဲ။အေးတင်ရဲ့အပြောကြောင့်ကောင်မလေးကအာတုံအာနာနဲ့နေချင်းရွေးတယ်ဆိုပေမဲ့ကျမတို့ကစိနေကန်နေလို့ရတာဆိုတော့ အတို့ကိုလျှော့ပေးလို့ရောရမှာမဟုတ်ဘူးနော်မတဲ့အေဒင်ကောင်းကျင်ပြလိုက်ရတယ်ရှော့တရဲ့ပေါင်းချကလေးကိုငုံကြည့်လိုက်တော့ရှန်သူမျိုးငါးပါးနဲ့ပုံမွားအန်တရများကြောင့်ပြက်စီးဆုံးပါခဲ့ရင် လုံးဝတာဝန်မယူပါဆိုတဲ့စာချောင်းကထင်ထင်ရှားရှားအေဒင်နစ်နစ်ကာကာပြုံးလိုက်မိတယ်စိတ်ထဲကလည်းသူတို့အတို့ကြတော့အစီနယ်ကန်နယ်လောက်ရတာမို့ရှော့မပေးနိုင်ဘူးတဲ့သူတို့လက်ထက်မှာအเจ้าမကြီးညွတ်လို့ဆုံးပါသွားခဲ့ရင်တော့တာဝန်မယူဘူးတဲ့ ဒါဟာသူတို့ရဲ့လှုပ်ရိုးလှုပ်ဆိုင်များလားလို့လဲသူတဆက်ထဲတွေးမိတယ်။ခြေနောင်ကလေးကိုတယုတရပိုက်ထွေးပြီးပြန်လာတဲ့အေးတင်ရဲ့ခြေလန်းတွေကနှေးကွေးလေးလံနေတယ်။စိတ်ထဲကတော့ကိုကလားတိသွားရင် ဆိုရဲစိုးရိမ်စိတ်ကြီးကတနင့်တဘိုးကြီးမတော်တဆတိသွားခဲ့ရင်လဲငါမိမကနောက်ထပ်ပညာတရက်ကိုကျွမ်းကျင်သွားပြန်ပါလားလို့လဲခနစ်အောင်မယ်။ ။နောက်ပြီးငွေတိုးပေးစားတဲ့ဒေါ်လာကြီးရဲ့အိမ်ပေါ်ကအဆင်ဖနှက်ချွတ်အယောက်မှာပေသူကိုပြောလိုက်မှမသိတဲ့ဒီမိမကြီးရဲ့စကားတခွန်းကသူ့နားထဲဖြတ်ခနဲ့ပြန်ဝင်လာတယ်။နင်တို့ရဲ့ပစ္စည်းတွေကိုဘယ်လောက်ပဲပေါင်လိုက်ရွေးလိုက်လှုပ်လှုပ်နင်တို့ကိုယ်တိုင်ရဲ့ဘဝတွေကိုတော့ဘသူမှလာမရွေးနိုင်ဘူးမဟုတ်လား။အင်းတင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဆက်ခနဲတွန့်သွားတယ်။ဒေါ်လာကြီးရဲ့စကားကြီးကနင့်နင့်စီစီကြီးလေး ဒါကြောင့်အင်တင်အန်ကိုတစ်ချက်တင်းတင်းချိတ်လိုက်မိတယ်။သူ့လက်ထဲကချင်းအောင်ကလေးကတော့တဆတ်ဆတ်တုံးလို့ပြောခဲ့ပြီးပါပကော။အခုကိစ္စတွေအားလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း25နှစ်ကြာကြာက ဖြစ်ခဲ့တာပါလို့ခက်တာက လူပဝင်းချင်းမှာဒါမျိုးတွေကလည်းရှိနေနိုင်သေးတာကိုမောင်နှင်းပန်းပေးဘူးလွာမဂဇင်းနားဆင်အပိခဲ့ကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။